2025ခုနှစ်နိုဝင်ဘာလ4ရက်နေ့ညာ7နာရီဂျိုတို့ကတိုင်းတာရရှိချက်တွေနဲ့ပင်လယ်ပြင်ကလေစီးကြောင်းတွေတိုက်ခတ်မှုနဲ့မြန်မာပြည်ရာသီဥတုကြောင်းများကိုဆက်လက်လေ့လာခံမှန်းတင်ပြမှာဖြစ်ပါတယ်။ဒီကနေ့ညာဘက်မှာဆိုလို့ရှိရင်တော့ခါမဂီလို့ခေါ်တဲ့မုန်တိုင်းဟာဖိလစ်ပိုင်ကိုကျော်ဖြတ်သွားတာတွေ့ရပါတယ်။ခါမဂီမုန်တိုင်းဟာဖိလစ်ပိုင်ကျွန်းစုကိုဖြတ်တဲ့အခါမှာတနအယိုမိုင်60ကျော်နဲ့ ဖြတ်တဲ့အတွက်ကြောင့်မလို့ဖိလစ်ပိုင်နိုင်ငံကလူ၄သိန်းကျော်ကိုအရေးပေါ်ရွှေ့ပြောင်းနေရာချထားတဲ့ဂျားကပဲဒီနေ့သတင်းတွေကလူ၃ယောက်ပေဆုံးသွားတယ်လို့ကျွန်တော်တို့ဝန်ထဲပေါ်ကကြားသိရပါတယ်ဆက်လက်ပြီးတော့အတေပြောက်စီးရင်နေဆက်လက်ပြူရှာဖွေနေသေးလို့ကျွန်တော်သိရပါတယ်ဒီမုံတိုင်းရဲ့ဆွဲအားကြောင့်မလို့ကျွန်တော်တို့မြန်မာပြည်မှာဖြစ်လာမဲ့မုံတိုင်းဟာ မုံတိုင်းအဆင့်ကိုမရောက်ဘဲနဲ့ လေဇံဝဲအစ်စ်နဲ့ဒီနေ့ညနေမှာစစ်တွေနားမှာဗဟု ပြုတ်တဲ့လေဇံဝဲလေးတစ်ခုသာကျွန်တော်တွေ့ရပါတယ်။ဒါပေမဲ့လည်းဒီကနေ့ဒီလေဇံဝဲနဲ့ဘင်္ဂလားပင်လယ်ကတိုက်တဲ့လေစီးကြောင်းကြောင်းမလို့မြန်မာပြည်အောက်ပိုင်းနဲ့တချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနေပါတယ်။ကျွန်တော်တို့ကြိုတင်သတိပေးခဲ့ပါတယ်။ကျွန်တော်တို့နောက်တစ်ခါစိတ်ဝင်စားဖို့ကောင်းတာဒီခါမကီမုံတိုင်းဟဲ့ သွားလာနိုင်တဲ့လမ်းကြောင်းကို တွက်ချစ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ပင်လယ်ကူးသင်္ဘောတွေတွားတဲ့ပို့တွက်ချက်တဲ့ရာဇခမစစ်တွေရာမြမာပြည်အောက်ပိုင်းအထိကိုနေဆိုင်ဝဲရောက်ရှိနိုင်တဲ့အနေအထားရှိပြီးတော့အပူအေးဖလဲတဲ့နေရာမှာရာ6ရက်နေ့မှာဆိုရင်တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီးတော့9ရက်နေ့မှာဆိုရင်တော့မနေ့ပိုင်းမှာဗီယက်နမ်ကိုတိုက်မယ်ပြီးရင် လာအိုစ်တိုင်းပြည်ဒါနဲ့မြန်မာပြည်ထိပြည့်ရောက်နိုင်တဲ့အနေအထားရှိပါတယ်ဒီအနေအထားရဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာပြည်မှာအနေရရှိလာနိုင်တဲ့မိုးတွေဆက်ပြီးတော့ရွာနိုင်တဲ့အနေအထားရှိပါတယ်ဖာမကီမုံတိုင်းဖိလစ်ပိုင်ကိုဖြတ်သန်းသွားတဲ့တစ်ချိန်တည်းမှာပဲ Pacific ဒေသမှာနောက်ထပ်မုံတိုင်းတစ်လုံး စတင်ပြီးတော့ဖြစ်လာတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီမုံတိုင်းနှလုံးရဲ့ရွေးရှားမှုကို24နာရီနဲ့ကျွန်တော်တို့ခံမှန်းကြည့်တဲ့အခါမှာဆိုရင် နောက်ထပ်24နာရီတွင်းမှာဆိုရင်ပစိဖိတ်ဒေတာကမုံတိုင်းဟာအားကောင်းလာသလိုပဲတောင်တရုတ်ပင်လယ်တွေကိုရောက်သွားတဲ့မုံတိုင်းဟာလည်းဆက်လက်ပြီးတော့အနောက်ဘက်ကိုတရွေ့ရွေ့နဲ့သွားတာကျွန်တော်တို့ခံမှန်းတိုင်းတာရရှိပါ 6ရက်နေ့မနေ့မှာတော့ဗီယက်နမ်ကမ်းခြေကိုစတင်ဝင်ရောက်တယ်လို့ပဲအနောက်ကလိုက်လာတဲ့နောက်ထပ်မုန်တိုင်းတစ်လုံးဟာလည်းအနောက်ဖက်ဒေသကိုဆက်ပြီးတော့ရွေ့ရှားလာတာတွေ့ရမှာဖြစ်ပါတယ်။လာမယ့်9ရက်နေ့မှာတော့မုန်တိုင်းဟာကုန်းမော်ကိုတက်သွားပြီမယ်လေမုန်တိုင်းအပေါ်မှာ ရှိတဲ့ရေငွေ့တွေဟာမြန်မာပြည်အရှိတ်ဘက်ကျန်းတစ်ခုလုံးကိုလေစီးကြောင်းနဲ့အတူရောက်လာနိုင်တဲ့အနေအထားရှိပါတယ်။ နာမည်ရှိရနေမှာတော့ပစိဖိတ်ဒေသကလိုက်လာတဲ့နောက်ထပ်မုန်တိုင်းဟာဖိလစ်ပိုင်အနီးကိုစတင်ချင်းကလာတာကျွန်တော်တို့ခံမှန်းတွေ့ရှိရပါတယ်။အဲဒီမုန်တိုင်းဟာ လာမဲ့6ရက်နေမှာတော့ဖိလစ်ပိုင်ကိုစတင်တိုက်ခတ်ပြီးတော့10ရက်နေမှာလည်းဖိလစ်ပိုင်ကိုစတင် ဖြတ်ကျော်ပြီးတော့မြန်မာပြည်ကိုရေငွေ့အပြည့်နဲ့တိမ်နေဆက်လက်ပို့နိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့်လို့ မြန်မာပြည်ဟာမိုးဆက်လက်ပြီးတော့ရရှိနိုင်တဲ့အနေအထားရှိပါတယ်။ဒီကနေ့၄ရက်နေ့မှာဆိုရင်မြန်မာပြည်အထက်ပြားမှာမိုးခစ်ချုံရွာခဲ့ပြီးတော့ပဲခူးတိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်နေစပ်မှာဆိုရင် မိုးအကြီးအကျယ်ရွာသလိုပဲရခိုင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းမှာဆိုလို့ရှိရင်လည်းမိုးပြီးထန်စွာ ရွာသွန်းခဲ့တယ်လို့ကျွန်တော်တို့တိုင်းတာဆက်တွေကပေါ်ပြထားပါတယ်။မနေ့ကင်9ရက်နေ့ပုံတွင်းရောက်တဲ့အခါမှာတော့အောက်ပေါ်မှာပြီးမှာမိုးပါသွားပြီးတော့ရခိုင်ပြည်နယ်အထက်ပိုင်းချင်းပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းအထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ဘက်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိတယ်လို့ကျွန်တော်ခန့်မှန်းရရှိပါတယ်။လာမယ့်6ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်ကလေဆံဝဲအားပြော့သွားပြီဖြစ်တော့ကြောင့်မလို့မြန်မာပြည်အနှံ့ပြားမှာမိုးနှင်းငယ်ပါသွားနိုင်တဲ့အနေအထားရှိပေမဲ့လည်းစီးနှင်းမုန်တိုင်းကျပြီးတော့မိုးကြိုးများပြစ်နိုင်တဲ့အန္တရာယ်ရှိပါတယ်။လာမယ့်9ရက်နေ့မှာတော့ပုံမိုပြီးတော့မိုးပါသွားတဲ့အနေအထားရှိပေမဲ့အောက်ပေါ်မှာဒီမှာဆက်လက်ပြီးတော့နေရာကျဲကျဲမိုးကျနိုင်ပါ ရှင်းနေရောက်တဲ့အခါမှာတော့ဟာမာဂီမုံတန်းကပို့လိုက်တဲ့လေစီးကြောင်းနဲ့ရင်ငွေ့ကြောင်းမလို့အောက်ပေါ်မှာပြီးမှာစတင်ပြီးတော့မိုးပြန်များနိုင်ပါတယ်အထူးသဖြင့်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်ရှမ်းပြည်နယ်တို့ဖြစ်ပါတယ်လာမယ့်၉ရက်နေ့ရောက်တဲ့အခါမှာလည်းမြန်မာပြည်ကိုဆလွယ်ကုတ်မိုးဆက်လက်ပြီးတော့ရွာသွန်းမှာဖြစ်ပါတယ်မန္တလေးတိုင်းအောက်ပိုင်းရခိုင်ပြည်နယ်အောက်ပိုင်း ပဲခူးတိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ရှမ်းပြည်နယ်အောက်ပိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေရာရှိပါတယ်။လာမယ့်ဆယ်ရက်နေ့ရောက်တဲ့အခါမှာတော့ကျွန်တော်တို့ပဲခူးတိုင်းနဲ့မွန်ပြည်နယ်ကရင်ပြည်နယ်မှာနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အခြေအနေရှိတယ်လို့ပဲမြန်မာပြည်အောက်ပိုင်းမှာနေရာကွက်ကြားဆက်လက်မိုးရွာမှာဖြစ်ပါတယ်။ တချိန်ထဲမှာကျွန်တော်တို့သတိထားဖို့က Pacific ဒေသကဝင်လာတဲ့မုန်တိုင်းဟာဗမာပြည်ရဲ့အရှိပဲကျန်းတစ်ခုလုံးကိုဆက်လက်ပြီးတော့မိုးများနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့ကြိုတင်ပြင်ဆင်နိုင်ရန်အတွက်ကျွန်တော်တို့နေ့စဉ်လေ့လာပြီးတော့ထူးခြားသလိုကျွန်တော်တို့ဆက်လက်ပြီးတော့တင်ပြသတိပေးမှာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့မိတ်ဆွေတွေကိုသတိပေးနိုင်ဖို့အတွက်ကျွန်တော်တို့ YouTube ကို share ပေးကြပါ အတန်ဖိုင်လိုချင်တယ်ဆိုရင်တော့ကိုသက်ထရေးနိုင် Telegram ကနေပြီးတော့ download လုပ်ပြီးတော့ share ပေးကြပါတဘာဝဘေးအန္တရာယ်ကိုကောက်ဝဲကြပါလို့ပြည်ပေးလို့ပါကျေးဇူးတင်ပါတယ်